United ကပွဲထုတ်သွားတော့မယ့်ချာတိတ်မက်ဆီအလုံးမဲ့မင်္ဂလာပါခင်ဗျာ Manchester Football ဆောင်ကနေကြိုဆိုလိုက်ပါတယ် Manchester United ဟာကမ္ဘာထိပ်တန်းအသင်းကြီးတွေထဲကတသင်းဖြစ်ပြီးလူငယ်ကစားသမားတွေဂျားထဲမှာလေရေပန်းစားကြော်ကြပါတယ် United ရဲ့တောက်ပတဲ့တမိုင်းချောင်းချောင်းတရဲနီဂျာစီကိုဝစ်ဆင်ခြင်းကြသလိုပဲနောက်ထပ်အကြောင်းရင်းတစ်ခုကြောင့်လည်း United ဟာလူငယ်ကစားသမားတွေဂျားမှာကြော်ကြနေပါသေးတယ် ယူနိုက်တက်ဟာအကယ်ဒမီကနေကစားသမားကောင်းတွေမွေးထုတ်ပေးနေတယ်လို့အသင်းကြီးမှပါဝင်ကစားနိုင်အောင်လဲမြေတောင်မြှောက်ပေးနေပါတယ်မန်ချက်စတာယူနိုက်တက်နီးပြတိုင်းကလည်းအကယ်ဒမီလူငယ်လေးတွေကိုအသင်းကြီးမှခေါ်ယူပွဲထုတ်ပေးနေပါတယ် လက်ရှိရတဲ့မှာကစားနေကြတဲ့လန်ဟန်ဒိုကာနာချိုကိုဘီမိုင်းနူအာမက်ဒီယာလိုတို့အပြင်ဒီယာလီမှာနေရာရလာခဲ့တဲ့တိုဘီကိုလီယာဟယ်ရီအာမက်တို့လိုကစားသမားတွေကလည်းအသင်းကြီးမှာစီနီယာတွေရဲ့လက်တွဲခေါ်ယူမှုနဲ့အတူတိုးတက်နေကြပါလိမ့်။ယူနိုက်တက်ဟာအင်္ဂလန်ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီးလူငယ်လေးတွေကိုလည်းမြေတောင်မြောက်ပေးနေတာကြောင့်ပြန်ပတ်အသင်းတွေရဲ့လူငယ်ကစားသမားလေးတွေတောင်ယူနိုက်တက်ကိုပြောင်းရွှေ့ကစားချင်ကြပါလိမ့်။ဥပမာဒီယာဒီအတွင်းမှာရင်အာဆင်နယ်အကယ်ဒမီကနေချီရိုအိုပီမာတင်အိုင်ဒန်ဟေးဗန်စတဲ့ကစားသမားလေးတွေယူနိုက်တက်ကိုပြောင်းရွှေ့လာကြတာကိုကြည့်မယ်ဆိုရင်ယူနိုက်တက်ရဲ့အကယ်ဒမီစနစ်ကဘလောက်ထိအောင်မြင်နေ တယ်လဲဆိုတာကိုတွေ့ရပါတယ်။ Manchester United ဟာနောက်လာဒီမှာအသင်းကိုပြန်လည်တိစောက်သွားမှာဖြစ်ပြီးအမော်ရင်စိတ်ကြိုက်ကစားသမားတွေကိုခေါ်ယူသွားမှာပါ။ အဲ့ဒီထဲမှာ United Academy ကကစားသမားလေးတယောက်လည်းပါဝင်နေပါတယ် United ဟာအသက်16နှစ်အရွယ်အန်ဖွဲ့ကောင်လေး JJ Gabriel ကိုနောက်ရာသီမှာအသင်းရဲ့အသက်ငယ်ဆုံးကစားသမားလေးအဖြစ်ကွဲဦးထွက်ခွင့်ပေးဖို့စဉ်းစားနေကြောင်းသိရပါတယ်တရက်နေတော့ဟာ U18 အသင်းမှာအထူးခြေစွမ်းပြနေတဲ့ Gabriel ကိုနောက်ရာသီဖလားပွဲတွေမှာထည့်ကစားပြီးအသင်းချင်းနဲ့ပထမအဦးဆုံးပွဲဦးထွက်ခွင့်ပေးဖို့စဉ်းစားနေကြတယ်လို့ Manchester သတင်းတွေကဖော်ပြနေကြပါတယ်ချာတိတ်မက်ဆီလို့ကြော်ကြားတဲ့ကောင်လေးဟာအော်တိုဘာမှာအသက်15နှစ်ပြည့်မှာဆိုပေမဲ့အခုကတည်းက Nike နဲ့စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးသားဖြစ်ပါတယ်ဒီတော့ဒီမတိုင်ခင်အသင်း ချင်းမှသာပွဲဥထွက်ခွင့်ရနိုင်မယ်ဆိုရင်ဂါဘရီယယ်က United ရဲ့သမိုင်းဝင်ကစားသမားတစ်ယောက်ဖြစ်ခွင့်ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ United ရဲ့အသက်ငယ်ဆုံးပွဲဥထွက်ခွင့်ရရှိခဲ့တဲ့ကစားသမားက1956ခုနှစ်မှာအသက်16နှစ်19ရက်နဲ့ပွဲဥထွက်ခဲ့တဲ့ David Gaskell ဖြစ်ပါတယ်။ဒီတော့နောက်ရသည့်ဒဲမှသာဂါဘရီယယ်ပွဲဥထွက်ခွင့်ရခဲ့ရင်ဒီနေရာကိုလက်လွဲရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။ ဂါရီယဟာအခုကတည်းက United ဘေးသက်တွေရဲ့အချစ်တော်လေးဖြစ်နေပါပြီ။ဂါရီယဟာဧပြီလတုန်းက United U18 အသင်းအတွက်ပွဲဥထွက်ပွဲလီ United ကို73ဂိုးတကိုးနိုင်နိုင်ရရှိတဲ့ပွဲစဉ်မှာ2ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ United လက်ရှိနေပြ Ruben Morin ဟာ Manchester ကိုနိုဝင်ဘာမှစတင်ရောက်ရှိလာခဲ့တာဆိုပေမဲ့ Chiro Obi Martin, Aiden Heaven နဲ့ Harry Armstrong တို့ကိုအသင်းကြီးမှပွဲချိန်မိနစ်တွေပေးကစားနေပါတယ်။ Morin ကဂါရီယကိုလည်းစောင့်ကြည့်နေပြီးလာမယ့်ရာသီမှာအခွင့်အရေးပေးလို့စရှိကြောင်းသိရပါတယ်။ Premier League မှာအသက်ငယ်ဆုံးကစားသမားဖြစ်ပွဲဥထွက်ခွင့်ရရှိခဲ့တဲ့ကစားသမားကတော့ Arsenal ခြေဝင်လင်း Ethan Nwaneri ပါဝနရီယာ2022စက်တင်ဘာလတုန်းကဂန်နာတို့နဲ့ဘရတ်ဖို့ပွဲစဉ်မှာအသက်15နှစ်နဲ့181ရက်မှာတွေပွဲဥထွက်ကစားခွင့်ရရှိခဲ့ပါတယ်နောက်ရသည်မှာသာဂါဘရီယယ်ကပွဲဥထွက်ခွင့်ရရှိခဲ့မယ်ဆိုရင်ဒီဆန်ချင်းကိုပါကြောဖြတ်နိုင်မှုအခွင့်အရေးရရှိနိုင်ပါတယ် မန်ချက်စတာယူနိုက်တက်ဟာတစ်ဖက်ကအကယ်ဒမီတွေလေးတွေကိုဆင်တင်ပေးနေပေမဲ့တစ်ဖက်မှာလည်းဗန်ဒါရေးစီမင်းတွေနဲ့ညီစီမံနိုင်ဖို့အကယ်ဒမီအတွက်ကစားသမားလေးတွေကိုရောင်းချပြီးတရားရဂန်တို့ကြိုးမြတ်ရရှိဖို့စီစဉ်နေပါတယ်။ယူနိုက်တက်ဟာအကယ်ဒမီတွေလေးတွေဖြစ်ကြတဲ့အလန်ဟန်ဒရိုဂါနာချိုနဲ့ကိုဘီမိန်းနီတို့ကိုနွေရာသီမှာရောင်းစင်းတင်သွားမှာပါ။ဂါနာချိုကိုနာပိုလီချက်ဆီတို့ကစိတ်ဝင်စားနေကြသလိုမိုင်းနီကိုလည်းချက်ဆီကဖော်ပြချင်နေပါတယ်။ပေးသက်တွေကတော့လူငယ်လေးတွေဟာအနာဂတ်မှာတိုးတက်လာနိုင်တဲ့အတွက်ရောင်းချမဲ့ကိစ္စကိုနှမျောနေကြပါတယ်။ယူနိုက်တက်ကဒီရာသီမှာဆင်းဆက်ချက်ကနဲ့ရာသီသိမ်းမှာဆိုပေမဲ့နီးပြအမော်ရင်အပေါ်အပြစ်မတင်ပေနောက်တရား သည်အခွင့်အရေးပေးသွားမှာပါအမော်ရီကယူနိုက်တက်ကိုတချိန်ကရွှေခေတ်စီပြန်လည်ခေါ်ဆောင်သွားပေးဖို့လိုအပ်တဲ့ကစားသမားတွေကိုနွေရာသီမှာခေါ်ယူပြင်ဆင်သွားတော့မှာဖြစ်ပြီးဂါရီရဲ့အခွင့်အရေးရလာမလားဆိုတာဆက်လက်ဆောင်ကြည့်ရပါမယ်ကြီးစုပေးခဲ့တာကျေးဇူးများကြီးတင်ပါတယ်